မင်္ဂလာပါ Affirmations ပိုင်းယူမဲမှကျူးဇူးလိုက်ပါတယ်2025ခုနှစ် match လ28ရက်မှာဖြစ်ပွားခဲ့တဲ့ငလင်တန်းကြောင့်ထိခိုက်ဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့ရပါတယ်တဘာဝဘေးအန္တရာယ်ကြောင့်အသက်အိုးအိမ်စီးစိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်ပျက်စီးမှုတွေခြားတဲ့ကနေပြန်လည်ရှင်သန်လာနိုင်ဖို့နာကျင်မှုတွေကိုကုစားနိုင်ဖို့ နောက်ထပ်ဘလူးဘေးအန်နီယေပဲလာလာ အောင်မြင်စွာခဲ့ကြော်နိုင်ဖို့ TFM Missions တွေကိုစုစည်းပေးထားပါဗယ် Affirmation တရားကိုနှစ်ခေါက်စီရွတ်ဆိုသွားမှဖြစ်ပြီးတေချာနှလုံးသွင်းနားထောင်ပြီးတော့လိုင်းလံရွတ်ဆိုပေးရမှာဖြစ်ပါတယ်ဒီအချိန်ဒီကာလမှာငါလုံးချုံနေပါတယ် ဒီအချိန်ဒီကာလမှာငါလုံးချုံနေပါတယ်။လက်ရှိပြစ္ဆုတ်ပံမှာပဲရှင်သန်နေပါတယ်။လက်ရှိပြစ္ဆုတ်ပံမှာပဲရှင်သန်နေပါတယ်။ငါရဲ့ဖဝါအောက်ကကဘာမြေကြီးကငါကိုစောင့်ရှောက်နေပါတယ်။ ငါရဲ့ဖွာအောက်ကကပမြေကြီးကငါကိုစောင်းရှောင်းနေပါတယ်။မူကောင်းကင်ကြီးကငါကိုကကွဲနေပါတယ်။မူကောင်းကင်ကြီးကငါကိုကကွဲနေပါတယ်။ကပကြီးပြောင်းလဲသွားချိန်မှာတော့ငါဟာဒီမြဲနိုင်နေပါတယ်။ ခဘာကြီးပြောင်းလဲသွားချိန်မှာတော့ငါဟာတည်မြဲနိုင်နေပါတယ်။ငါကိုယ်တိုင်နဲ့တပါးသူတွေအလုံးအတွဲအဆောင်အရှောက်တွေကိုခံယူလျက်ရှိနေပါတယ်။ငါကိုယ်တိုင်နဲ့တပါးသူတွေအလုံးအတွဲအဆောင်အရှောက်တွေကိုခံယူလျက်ရှိနေပါတယ်။ နှကောင်းနှမြက်တွေရဲ့ကာကွယ်ဆောင်ရှောင်မှုတွေအောက်မှာလုံခြုံလျက်ရှိနေပါတယ်။နှကောင်းနှမြက်တွေရဲ့ကာကွယ်ဆောင်ရှောင်မှုတွေအောက်မှာလုံခြုံလျက်ရှိနေပါတယ်။တဘာဝတရားကြီးကအချိန်တန်ရင်ကောင်းချီးမင်္ဂလာတွေပေးမယ်ဆိုတာကိုငြိမ်ယုံကြည်ပါတယ်။ တဘာဝတရားကြီးကအချိန်တန်ရင် ကောင်းချီးမင်္ဂလာတွေပေးမယ်ဆိုတာကိုငါယုံကြည်ပါတယ်။ငါရဲ့ဝင်သက်တိုင်းမှာငြိမ်းချမ်းမှုတွေဝင်ရောက်လာပါတယ်။ငါရဲ့ဝင်သက်တိုင်းမှာငြိမ်းချမ်းမှုတွေဝင်ရောက်လာပါတယ်။ငါရဲ့ထွက်တဲ့တိုင်းမှာကြောက်ရွံ့မှုတွေထွက်သွားပါတယ်။ ငါရဲ့ထွက်သက်တိုင်းမှာ ကြောင်းရွံ့မှုတွေထွက်သွားပါတယ်ငါရဲ့ကိုစိတ်နှလုံးနဲ့နေထိုင်ရရဟာလုံးချုံနေပါတယ်ငါရဲ့ကိုစိတ်နှလုံးနဲ့နေထိုင်ရရဟာ လုံးချုံနေပါတယ်မမြင်ရတဲ့ခွန်အားတွေနဲ့ချစ်ချင်းမေတ္တာတွေကငါ့ကိုစောင့်ရှောက်နေပါတယ် မမီရတဲ့ခွန်အားတွေနဲ့ချစ်ချင်းမြတ်တာတွေကငါ့ကိုစောင့်ရှောက်နေပါတယ်။ကြပြောင်းကြပြန့်အရှိအနေတွေမှာလည်းငါဟာတည်တည်ငြိမ်ငြိမ်ရှိပါတယ်။ကြပြောင်းကြပြန့်အရှိအနေတွေမှာလည်းငါဟာတည်တည်ငြိမ်ငြိမ်ရှိပါတယ်။ ဘဝမုံတိုင်းများကိုလည်းအဖန်ဖန်ကျော်လွှားနိုင်ပါတယ်ဘဝမုံတိုင်းများကိုလည်းအဖန်ဖန်ကျော်လွှားနိုင်ပါတယ်ငါဟာတမ်းမာပါတယ်အခြေအနေပေါ်မူတည်ပြီးအစဉ်ပြေသလိုနေထိုင်နိုင်ပါတယ်ငါဟာတမ်းမာပါတယ် အခြေအနေပေါ်မူတည်ပြီးအစဉ်ပြေသလိုနေထိုင်နိုင်ပါတယ်။စိန်ခေါ်မှုတွေကိုအောင်မြင်နိုင်ပါတယ်။စိန်ခေါ်မှုတွေကိုအောင်မြင်နိုင်ပါတယ်။နေရတိုင်းကိုကြောင်းရုံမှုတွေအစာတတိရှိရှိနဲ့ရင်ဆိုင်နိုင်ပါတယ်။ နေရက်တိုင်းကိုကြောင်းရွံ့မှုတွေအစာတတိရှိရှိနဲ့ရင်ဆိုင်နိုင်ပါတယ်။တဘေရေထက်ငါရဲ့ရဲရင်မှုက ပူတာလွန်ပါတယ်။ကဘေရေထက်ငါရဲ့ရဲရင်မှုကပူတာလွန်ပါတယ်။တောင်တန်းတွေလို မြဲမြံစွာရက်တည်နိုင်ပါတယ်။ တောင်တန်းတွေလိုမြဲမြံစွာရပ်တည်နိုင်ပါတယ်။နိုင်ရဲ့ဘဝပီပင်တွေရဲ့ဆောင်းဆောင်မှုတွေကို ခံယူပါတယ်။နိုင်ရဲ့ဘဝပီပင်တွေရဲ့ဆောင်းဆောင်မှုတွေကို ခံယူပါတယ်။ ငါဟာအခုရှင်သန်နေပါတယ်ဆက်လက်ပြီးလဲရှင်သန်သွားမှာဖြစ်ပါတယ်ငါဟာအခုရှင်သန်နေပါတယ်ဆက်လက်ပြီးလဲရှင်သန်သွားမှာဖြစ်ပါတယ်ခံစားကြုံတွေ့ရတဲ့ဝမ်းနည်းမှုနာကျင်မှုတွေဟာလည်းပြန်လဲဝေလင်းသွားမှာဖြစ်ပါတယ် ခံစားကြုံတွေ့ရတဲ့ဝမ်းနည်းမှုနာကျင်မှုတွေဟာလည်းပြန်လည်ဝေလွင့်သွားမှာဖြစ်ပါတယ်။ကြောက်ရွံ့မှုနာကျင်မှုနဲ့ဝမ်းနည်းမှုတွေကိုလွတ်ချနိုင်ပါတယ်။ကြောက်ရွံ့မှု နာကျင်မှုနဲ့ဝမ်းနည်းမှုတွေကိုလွတ်ချနိုင်ပါတယ်။ ငါနှလုံးသားဟာအနာကျင်ခံစားရနိုင်ပေမဲ့ဆက်လက်ပြီးပျော်ရွှင်နိုင်ပါတယ်။ငါနှလုံးသားဟာအနာကျင်ခံစားရနိုင်ပေမဲ့ဆက်လက်ပြီးပျော်ရွှင်နိုင်ပါတယ်။ငါကောငါပြန်လဲကုစားနိုင်ဖို့အချိန်ပေးပါတယ်။ ငါကငါပြန်လဲကုစားနိုင်ဖို့အချိန်ပေးပါတယ်ငါကိုဖြည့်ဆည်းလို့မရနိုင်ပါဘူးငါကိုဖြည့်ဆည်းလို့မရနိုင်ပါဘူးမိုးစရာတွေပြီးတဲ့နောက် ပြောစရာတွေရောက်ရှိလာပါတယ် မှုစရာတွေပြီးတဲ့နောက်ပျော်စရာတွေရောက်ရှိလာပါတယ်အသေးစိုးတွေအဆုံးသက်ပြီးလာပါတဲ့အနာဂတ်တွေစတင်လာပါတယ်။အသေးစိုးတွေအဆုံးသက်ပြီးလာပါတဲ့အနာဂတ်တွေစတင်လာပါတယ်။ တနေ့တာရဲ့နေအောင်ချီတဲ့ဟာ အသက်ဝင်လာပါတယ်တနေ့တာရဲ့နေအောင်ချီတဲ့ဟာ အသက်ဝင်လာပါတယ်ငါဟာပြန်လဲမွေးဖွားလာပါတယ်ငါဟာပြန်လဲမွေးဖွားလာပါတယ် ငါရဲ့နှလုံးသားထဲမှာမျောလင်းချက်တွေနဲ့ပြည့်ရှံနေပါတယ်။ငါရဲ့နှလုံးသားထဲမှာမျောလင်းချက်တွေနဲ့ပြည့်ရှံနေပါတယ်။ကိုနီဝန်းရံပေးမဲ့မိတ်ဆွေအတိုင်းဝိုင်းတွေပွင့်ရံလာပါတယ်။ကိုယ်ညီဝန်းရံပေးမဲ့မိတ်ဆွေအတိုင်းဝိုင်းတွေဝန်းရံလာပါတယ်။ ငှာဟာတတိနဲ့အတူဆက်လျှောက်လန်းနေပါတယ်ငှာဟာတတိနဲ့အတူဆက်လျှောက်လန်းနေပါတယ်အခုဆိုရင် affirmation တွေကိုရုပ်လုပ်ပြီးသွားပါပြီ။ You may your channel ကို subscribe လုပ်ပေးပြီး နောက်ထပ် affirmations တွေကိုစောင့်မျှော်အားပေးပြီးပါအောင်နော်။အားလုံးဘေးရနေရဲ့ကင်းကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။